بسم اللہ الرحمن الرحیم الحمدللہ چنو دو آپ کی اردو کو سی یہ دوڑیا تین گے ناگو پھے بارے نو پھکے رہے تین گے ناما چنو دو افرامیٹیو نیگیٹیو نے پتہ بھی پھکے رہے آپ شے سا جاؤں نا نیا سا جاؤں گو نو ဒီတင်ခဲ့တာမှာကြတော့ကျွန်တော်တို့မေခွန်းစာကြောင်းနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်မေခွန်းစာကြောင်းကိုစီဖို့အတွက်ကျွန်တော်တို့ပထမဆုံးအနေနဲ့မေခွန်းစကားလုံးတွေကိုအရင်ကြားရမှာပေါ့နော်အဲဒါကြောင့်ဆရာက defect မှာမေခွန်းစကားလုံးစေလုံးရေးပေးထားတယ်မေခွန်းစကားလုံးကအများကြီးရှိတယ်လောလောဆယ်ကျွန်တော်တို့အသုံးများတဲ့မေခွန်းစကားလုံးတွေကိုပဲအရင်ကြားမှာပေါ့နော်ဘူရူဒူမှာမေခွန်းစကားလုံးကို huruf e istifham လို့ခေါ်တယ်နော်အဲဒီ huruf e istifham ပထမတစ်လုံးက kya kya အဓိပ္ပာယ်ပါလေ kya ပါလေနောက်တစ်ခုက kaha kaha အဓိပ္ပာယ် ပင်မလဲကဟာပင်မလဲကပ်ကပ်အတိတ်ပဲဘတော်လဲကပ်ဘတော်လဲကျွန်းကျွန်းအတိတ်ပဲဘာကြောင့်လဲကျွန်းဘာကြောင့်လဲကွန်ကွန်အတိတ်ပဲဘတူလဲကွန်ဘတူလဲကဲဆာကဲဆာအတိတ်ပဲအဲဘလိုလဲကဲဆာကဲစီကဲစီဒီလိုမျိုးသုံးမျိုးလာတယ်ဒီဟာတွေကအထီးအမအနေကင်းအများကင်းပြောင်းသွားတာပေါ့နော် တမျိုးကိုကြက်ထရင်ရပြီကျန်တာတို့ကျွန်တော်တို့နောက်ပိုင်းတထားပိုင်းတီးလာတဲ့အခါကိုယ့်ဟာတကူပြောင်းတက်မှာပေါ့နော်ကဲစာကဲစာဒိတ်ပဲဘလို့လဲပြီးတော့ဒီစကားလုံးကိုကိုင်စာလို့မဖတ်နဲ့နော်ဟိုကျွန်တော်တို့ဗမာလိုစကားတော့ခုံပြောကြတယ်ရေတော့အမဲဖတ်တော့အသင်သဘောပေါက်ပြီနော်ကပ်တက်ကပ်တက်အဒိတ်ပဲဘရောလဲကပ်တက်ဘရောလဲကတနာကတနာအဒိတ်ပဲဘလောက်လဲကတနာဘလောက်လဲကပ်စေကပ်စေအဒိတ်ပဲဘေရုံကနေ कब से बेरूंगा ने किस लिए किस लिए ဒိဗေဘာကြောင့်လဲကစ်လီဘာကြောင့်လဲအဲ့တော့ကျွန်တော်တို့မင်းခွန်းစကားလုံး၁၀လုံးချက်ပြီးသွားပြီပေါ့နော်တခြားမင်းခွန်းစကားလုံးလေးရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့တစ်ဖြည်းဖြည်းနောက်ပိုင်းချက်မှာပေါ့နော်အခုကျွန်တော်တို့မင်းခွန်းစာကြောင့်စီဖို့ကြိုးစားမယ်မင်းခွန်းစာကြောင့်စီတဲ့အခါကျွန်တော်တို့ပထမအဆုံးအနေနဲ့မင်းခွန်းဘယ်နှမျိုးရှိလဲတော့ကိုရင်သိဖို့လိုတယ်ကျွန်တော်တို့ဗမာစကားမှာမင်းခွန်းနှမျိုးရှိတယ် တမျိုးမိခွန်းကကြတော့နှုတ်ဆုံးမှာလာနေဆုံးတယ်။ဥပမာဖြင့်ဒီဟာဒီစာအုပ်တောက်လာသူဒီចောင်းသက်တယောက်လာအဲအဲ့လိုမျိုးမိခွန်းတမျိုးရှိတယ်နှုတ်ဆုံးမှာလာနေဆုံးတယ်။သဘောပေါက်ပြီနော်။နောက်မိခွန်းတမျိုးကဘာနဲ့ရှိတယ်ဥပမာဖြင့်ပတော်လဲပင်မလဲ ဘယ်ချိန်လဲဒီလိုမျိုးပေါ့နော်ဘလို့လဲဒီလိုမျိုးပေါ့အဲ့တော့မေခွန်း2မျိုးရှိတယ်ကျွန်တော်တို့ဒီလာနဲ့ဆုံးတယ်မေခွန်းကိုကြားတော့ဒီလာဆိုတဲ့စကားလုံးကိုနှုတ်ဆုံးမှာထည့်ပြီးအသုံးပြုတယ်ဥပမာဖြင့်ဒီရသည်စာအုပ်တောက်လာသူသည်ចောင်းသက်တယောက်လာအသင်သည်ဆရာတယောက်လာဒီလိုမျိုးပေါ့နော်အဒီလာဆိုတဲ့စကားလုံးကိုမေခွန်းစကားလုံးကိုကျွန်တော်တို့နှုတ်ဆုံးမှာထည့်သုံးတယ်သဘောပေါက်ပြီနော်ကျွန်တော်တို့ဒီနေ့သင်ခန်းသားမှာပထမအဆုံးအနေနဲ့အဲ့ဒီလာနဲ့ဆုံးတဲ့အလိုမေခွန်းကိုအရင်လုပ်မယ် တဘောပေါက်ပြီနော်အဲ့ဒီလာနေဆုံးတဲ့အလိုမျိုးမင်းခွန်းကိုလှုပ်ဖို့အတွက်ကျွန်တော်တို့ဒီကြားဆိုတဲ့စကားလုံးကိုစာကြောင်းရဲ့အရှေ့မှာသုံးမဟုတ်အနောက်မှာထည့်ယူရက်တဘောပေါက်ပြီနော်ဒီဟာကစာစီနေပြောပြနေတာနော်ကြားကြားဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပါလေသို့တော့ဒီစကားလုံးကိုကြားဆိုတဲ့စကားလုံးကိုစာကြောင်းရဲ့အရှေ့မှာသုံးမဟုတ်နှုတ်ဆုံးမှာထည့်ရင်အဲ့ဒီချင်းကြားအဓိပ္ပာယ်ပါလေမဟုတ်ဘင်းနဲ့ဟုတ်သလားဖြစ်သလားလို့များအဓိပ္ပာယ်ရတယ်

ကြားဆိုတဲ့စကားလုံးကိုလုံးဝအရှိဆုံးမှထည့်မယ်။သုံးမဟုတ်လုံးဝနောက်ဆုံးမှယူသွားမယ်။ဥပမာဖြင့်ကြား my egg student ဟူဒါမှမဟုတ် my egg student ဟူကြားအဲ့ဒီကြားကိုဒီမှာထည့်လိုက်။သဘောပေါက်ပြီနော်။အဲ့ဒီချင်းဒီဟာမေခွန်ဖြစ်သွားမယ်။မေခွန်လည်းဘလိုမျိုးမေခွန်လဲကျွန်တော်တို့ဗမာစကားမှာလာနေဆုံးတဲ့အလိုမျိုးမေခွန်အတိတ်ပဲပါဖြစ်မှာလဲကျွန်တော်ဒီဆရာတယောက်ကျွန်တော်ဒီကျောင်းသားတယောက်လား student အတိတ်ပဲကျောင်းသားပေါ့နော်ပြီးတော့နောက်တစ်ခုက way teacher ဟဲ့ ဝိတ်တီချာဟဲသူဒီဆရာတယောက်ဖြစ်တယ်ဒီဟာဖြေစာကြောင့်နော်ဒီအဖြေစာကြောင့်ရဲ့အရှိမကြားကိုထင်းမယ်ကြားဝိတ်တီချာဟဲသူဒီဆရာတယောက်လာအခု မေခွန်ဖြစ်သွားပြီတဘောပေါက်ပြီနော်အခုကျန်တဲ့ပမာတွေကိုကိုဘသာကိုမေခွန်လို့ဘောနော်ပမာဖြင့်ဒီဟာရေကီတာဖဲရှိတယ်ဒီဟာကိုမေခွန်လုံးရင်ဘာလို့ကမလဲကြားရေကီတာဖဲရေကီတာဖဲကြား အဲ့လိုမျိုးကျွန်တော်တို့မဲခွန်လုပ်ပြီးတော့ exercise လုပ်မှာပေါ့နော်သဘောပေါက်ပြီနော်အကေလို့ကျွန်တော်တို့အငဲစာချုံးကိုမဲခွန်လုပ်မယ်ဆိုရင်အဲ့ဒီချိန်လေးတရားတိုင်ပါပဲကျွန်တော်တို့အငဲစာချုံးရဲ့အရှိမကြားဆိုတဲ့စကားလုံးကိုထည့်မယ်ဒါမှမဟုတ်အဲ့ဒီကြားဆိုတဲ့စကားလုံးကိုအငဲစာချုံးရဲ့နှုတ်ဆုံးမှာထည့်မယ်ဥပမာဖြင့် وہ ایک ڈاکٹر نہیں ہے وہ ایک ڈاکٹر نہیں ہے تو دی سیاو انٹیا مہوگو دیا چنو رو پیخی رہتا ہے ناما پھا بیدو آبی انجے سا جاؤں دیا گو میں کون لوگ میں سولو شیئے چنو رو کیا ڈلوں وہ اشے ماں ٹھے پے میں کیا وہ ایک ڈاکٹر نہیں ہے کیا وہ ایک ڈاکٹر نہیں ہے تو دی سیاو انٹیا مہوگو لا اللہ میں دیکھ بے بونا ڈاما مہوگو یہ دی کیا وہ چنو رو لوں وہ نو سو ماں ٹھے میں وہ ایک ڈاکٹر نہیں ہے کیا

နန်စာအနေကင်းဖြင်းရင်ကျွန်တော်တို့နှုတ်ဆုံးမှာဟဲသုံးတယ်အဲ့ဒါလို့ဆရာဒီမှာထပ်မပြောတော့ဘူးဒါပေမဲ့နားလေဖို့အတွက်တကြောင်လောက်ပြောပြနေတာအဲ့ဒါကြောင့်ဒီမှာအရှိမနန်စာဝိုးလာတော့နှုတ်ဆုံးမှာကျွန်တော်တို့ဖြစ်တဲ့အတိတ်ပြအတွက်ဟဲသုံးထားတယ်သဘောပေါက်ပြီနော်အဲ့တော့ကြာဝေးတီချာဟဲသူဒီဆရာတယောက်လာဝိုးအိတ်တီချာဟဲကြာဝေးကြာဝေးတီချာဟဲနှမျိုးလုံးရေးထားတယ်အတိတ်ပြကသူဒီဆရာတယောက်လာသဘောပေါက်ပြီနော်

ဒီဟာမေခွန်းအငင်းစာကြောင့် negative sentence ဘာလို့ဆိုတော့ကျွန်တော်တို့အငင်းစာကြောင့်မှာဖတ်ပြီးသွားပြီးကျွန်တော်တို့ nehi ဆိုတဲ့စကားလုံးကိုရှိသည်ဖြစ်သည်ဆိုတဲ့စကားလုံးရဲ့အရှိမထင်ရင်အငင်းစာကြောင့်ဖြစ်တဲ့ပြီးတော့ nan စာကအများကြီးဖြစ်ရင်ကျွန်တော်တို့နှုတ်ဆုံးမှာဟွန်ဟွန်ဟိုဒါမှမဟုတ်ဟဲတုံးတယ်ဟိုဒါမှမဟုတ်ဟဲတုံးတယ်အဲဒါကြောင့်တုံကအများကြီးဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နှုတ်ဆုံးမှာဟိုတုံထားတယ်တော့ပေါ့ပေါ့ပြီနော် တုံဂရမေ nehi ဟိုအတင်သည်အိမ်မှာမရှိဘူး ဒီဟာအငဲစာကြောင့်နော်ပြီးတော့နောက်ဆုံးမှာကြားဆိုတဲ့စကားလုံးကိုထည့်လိုက်တဲ့မေခွန်ဖြစ်သွားရော့အဲ့တော့ तुम घर में नहीं हो क्या အတင်တို့ဒီအိမ်မှာ မရှိကြဘူးလားသဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့မာကမရေမေနဟီဟဲကြာမာကမရေမေနဟီဟဲကြာမာအတိတ်ပဲအမေကမရာအတိတ်ပဲအခင်ပေါ့နော် အင်္ဂလိပ်လိုပြန်ရ room ပေါ့ R O O M room မဲအတိတ်ပဲအထဲမှာဒီအရွေးအကုန်လုံးကျွန်တော်တို့ပြီးခဲ့တဲ့တန်ခမ်းသားမှာဖတ်ပြီးသွားပြီနဟီဟဲမရှိဘူး တဘာဘောက်ပြီနော်အငဲစားကြောင်မာကမရေမဲနဟီဟဲအမေဒီအခန်းထဲမှာမရှိဘူးဒီတခါကျွန်တော်တို့ဟဲဘာကြောင့်တုံထားတာလဲဒီမှာအရှိမ subject ကအနေကင်းဖြစ်နေတယ်မာတယောက်တည်းအမေဒီအနေကင်းဖြစ်တယ်တယောက်တည်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှာဟဲသုံးမယ်တဘာဘောက်ပြီနော်ဒီထိအငဲစားကြောင်အဲ့ဒီနောက်မှာကျွန်တော်တို့ကြားစကားလုံးကိုထည့်လိုက်တော့ မဲခွန်စာချုပ်ဖြစ်သွားပြီတဘောပေါ့ကွီနော်အဲ့တော့အခုကျွန်တော်တို့နောက်မဲခွန်တစ်မျိုးရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်နောက်မဲခွန်တစ်မျိုးကကျွန်တော်တို့ဗမာလိုစကားပြောတဲ့အခါဘေဆိုတဲ့စကားလုံးကအသုံးပြုပြီးမဲခွန်မဲတယ်ဥပမာဖြင့်သူတို့ပင်မာလဲဒီဟာဘလောက်လဲအဲသူတို့ဘတော်လာမှလဲဒီလိုမျိုးပေါ့နော်အဲအဲ့ဒီမဲခွန်ကိုကြတော့အဲ့ဒီဘေဆိုတဲ့မဲခွန်စကားလုံးကိုဗမာစကားမှာဘေနေရာမှာထည့်ပြီးအသုံးပြုလဲဥရုဒုစကားမှာလဲအဲ့ဒီမဲခွန်စာချုပ်ကိုစကားလုံးကိုအဲ့ဒီနေရာမှာပဲထည့်ပြီးအသုံးပြုရတာ ဘောပေါက်ပြီနော်ဥပမာဖြင့် men ပင်မှာလဲဆိုတဲ့စကားမှာပထမဆုံးကျွန်တော်တို့ဗာသုံးထားလဲ men ဆိုတဲ့စကားလုံးယူလာတယ်ဒုတိယနေရာမှာဘေမှာဆိုတဲ့စကားလုံးတတိယနေရာမှာရှိလဲဆိုတဲ့စကားလုံး men ပင်မှာရှိလဲပင်မှာလဲတဘောပေါက်ပြီနော်ရူဒူစကားမှာလဲ quoti dia time ဝင်စီရတာဥပမာဖြင့် men tum ဘေမှာကဟလဲဟိုကျွန်တော်တို့အရှိမတွမ်လာရင်နောက်ဆုံးမှာဟိုဒါမှမဟုတ်ဟဲတုံးတယ်နော်တွမ်ကဟဟိုလုံးဝဗမာစကားနဲ့တူတူပဲ

တူမဒိတ်ပဲမင်းနေဆရာအစားတွေကပြောပြီးသွားပြီဒီတူမဆိုတဲ့စကားလုံးကအများကြီးဖြစ်ပေမဲ့လေသူ့ကိုအနေငယ်အတွက်သုံးတာများတယ်ဒီမှာတူမအတိတ်ပဲအတင်လို့လေးဖြစ်နိုင်တယ်လို့မင်းတယောက်တည်းလေးဖြစ်နိုင်တယ်ဗောနော်အဲ့တော့အရှိမနန်ဇတ်တူမလာတော့ကျွန်တော်တို့နှုတ်ဆုံးမှာအများကြီးအနေနဲ့ဟိုးဒါမမဟုတ်ဟဲသုံးမယ်သဘောပေါက်ပြီနော်တူမကွန်ဟိုးတူမကွန်ဟဲဒီလိုမျိုးဗောနော်မင်းဘာတူလဲအဲ့တော့ဒီကဘုံမစကားနဲ့တိုင်းကြည့်မယ်ဆိုလို့ရှိရင်လုံးဝတူတူပဲတူမမင်းဘာတူကွန်ဖြစ်လေဟိုး

ဟုတ်တယ်လားဖြစ်တယ်လားအဲ့လိုမျိုးဘာသာပြန်ခဲ့တယ်။သို့သောဒီတစ်ခါကျတော့ဒီကြားရဲ့အဓိပ္ပာယ်ဘာလဲဆိုပြီးဘာသာပြန်နေတယ်။အဲ့တော့နှစ်ခုလုံးမှာပါကွာလေ။သူတို့ရဲ့နှစ်ခုလုံးမှာကွာခြားမှုကဒီဟာပဲ။ဒီကြားဆိုတဲ့စကားလုံးကလုံးဝစာကြောင်းရဲ့အရှင်းမှာဒါမှမဟုတ်လုံးဝစာကြောင်းရဲ့အနောက်မှာလာရင်အဲ့ဒီစင်ကြားအဓိပ္ပာယ်ဟုတ်တယ်လားဖြစ်တယ်လားအဓိပ္ပာယ်။တဘောပေါက်ပြီလား။အကယ်လို့ဒီကြားဆိုတဲ့စကားလုံးကစာကြောင်းရဲ့အလေမှလာတယ်ဆိုလို့ရှိရင်အဲ့ဒီချင်းကြားရဲ့အတိတ်ပဲဘာလဲအတိတ်ပဲရတယ် တဘာပေါက်ပြီနော်အခုဒီမှာတူမာရနာမ်အရာဟိုနန်ဇာအနေနဲ့လာတာမင်းရဲ့နာမည်ဒီဟာအနေကင်အဲ့ဒါကြောင့်ကျွန်တော်တို့နောက်ဆုံးမှာဟဲတုံထားတာတဘာပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့တွမ်ကဟာစေဟိုတွမ်ကဟာစေဟိုအတင်တို့ဒီဘေကလေတွမ်ကဟာစေဟိုတွမ်အတိတ်ပဲအတင်တို့ကဟာစေအတိတ်ပဲဘေကဟိုအတိတ်ပဲဖြစ်တယ်လေအဲ့တော့တွမ်ကဟာစေဟိုအတင်တို့ဘေကလေလုံးဝပမာစကားနဲ့အတူတူပဲအတင်တို့တွမ်ဘေကကဟာစေဖြစ်လေဟို တဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့ imtihan kab hai imtihan kab hai samay we badole imtihan adek be examination exam bono samay we bono kab adek be bado hai adek adek be phit di imtihan kab hai samay we badole ဒီမှာပမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လေလုံးဝတူတူပဲကျွန်တော်တို့ဆာမေဘေးနဲ့ပတ်သက်ပြီးမင်းရဲ့ပထမဆုံးဆာမေဘေးကိုယူလာတယ်ဘဒေါ်လေးကိုကြာတော့ကျွန်တော်တို့နောက်ဆုံးမှယူလာတယ်ဒီမှာလေးဒီအတိုင်းပဲအမ်တဟန်ဆာမေဘေးကပ်ဘဒေါ်ဟဲလေ

ဲ့တော့ကျွန်တော်တို့ဒီဒီသဘောပေါက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီသင်ခန်းသာမှာအမေခွန်စာချုပ်2မျိုးနဲ့ပတ်သက်ပြီးဖတ်ခဲ့တယ်။တစ်မျိုးကကြတော့ကျွန်တော်တို့ဗမာစကားမှာလားဆိုတဲ့စကားလုံးနဲ့ဆုံးတယ်။အဲ့လိုမျိုးမေခွန်ကိုကျွန်တော်တို့စီဖို့အတွက်စာချုပ်ရဲ့အရှိမသုံးမဟုတ်နောက်ဆုံးမှာကြားဆိုတဲ့စကားလုံးကိုထည့်ယူခဲ့။ နောက်မဲခွန်းတစ်မျိုးကဘယ်လိုရှိလဲဘာလဲဘတော်လဲဘသူလဲအလိုမျိုးမဲခွန်းတစ်မျိုးရှိတယ်အလိုမျိုးမဲခွန်းကိုကြာတော့ကျွန်တော်တို့လုံးဝပမာစကားတိုင်းပဲစီရတာပေါ့နော်ပမာစကားမှာမဲခွန်းစကားလုံးကိုပေးနေရမှာထဲပြအသုံးပြုလဲဥရုဒုစကားမှာလည်းအဲ့ဒီအတိုင်းပဲနေနေရမှာပဲထဲမှာပေါ့နော်ပြီးတော့ကြားနဲ့ပတ်သက်ပြီးနောက်တစ်ခုသတိထားမယ်ကျားဆိုတဲ့စကားလုံးကစာကြောင်းရဲ့အလေမာလာတယ်ဆိုလို့ရှိရင်အဲအဲ့ဒီချင်းကြားရတဲ့ဘာလဲအတိတ်ပဲရတယ် အကေလို့ကြားဆိုတဲ့စကားလုံးကလုံးဝစာကြောင်းရဲ့အရှိမဒါမှမဟုတ်လုံးဝစာကြောင်းရဲ့နောက်ဆုံးမှလာတယ်ဆိုလို့ရှိရင်အဲ့ဒီချင်းကြားတဲ့ပဲဘာလဲမဟုတ်ပဲနဲ့ဟုတ်သလားဖြစ်သလားလို့များတိတ်ပဲရတယ်သဘောပေါက်ပြီလားအခုကျွန်တော်တို့ဒီဒီသဘောပေါက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့တန်ခမ်းသားမှာခက်ဆက်တွေဖတ်ခဲ့တဲ့အဲ့ဒီခက်ဆက်တွေနဲ့ကျွန်တော်တို့မင်းခွန်စာကြောင်းကိုများများလုပ်ပြီးတော့ exercise လုပ်မှာပေါ့နော်ဟိုမှာဖြင့် miss miss အတိတ်ပဲစပွေးခုံဒီဟာဒီစပွေးခုံတလုံးလားလို့မင်းမယ်ဆိုလို့ရှိရင်ကြာရေ एक मेज है ကြားရဲ့8မဲစဲအခုကြားကိုလုံးဝအရှိမထဲတော့အတိတ်ဘေးကဖြစ်တလားတိတ်ဘေးဖြစ်မယ်တရားဒီစပွေးခုံတလုံးလားအကီလိုစပွေးခုံပင်မာလေးလို့ပြောမယ်ဆိုလို့ရှိရင်စပွေးခုံပထမဆုံးစပွေးခုံကိုယူလာမယ်မဲစပမာလေးဒုတိယနေရာမှာယူလာမယ်စပွေးခုံပင်မာလေးမဲစကဟာဟဲမဲစကဟာဟဲနောက်ဆုံးမှာဟဲတုံးမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာစပွေးခုံကိုအနေငယ်ကနေနဲ့တုံးထားတာအဲဒါကြောင့် miss ကဟာဟဲစပွေးခုံပင်မာလေးအလိုမျိုး چائے. چائے, لفے. لفے چائے. کیسا؟ کیسا؟ چائے, کیسا چائے کیسا ہے چائے کیسی ہے, پانی, ہے? پانی کیسی ہے اے... یہ بلو لے لنورو چاہو